မင်္ဂလာပါရှင်။ဗိုဒ္ဓမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာမလာ20ရှေ့ရက်နေ့ကလူပေါင်းထောင်ချီတည်ဆုံးစေခဲ့တဲ့အင်အားပြင်းငရှင်တွေနောက်ဆက်တွဲငရှင်တွေလှုပ်ခဲခဲ့ပါတယ်။အဲဒီငရှင်လှုပ်ခဲမှုနဲ့ပတ်သက်ပြီးတော့ NASA ကဥက္ကဋ္ဌဟာဘိုင်းဝန်ကိုညိပေးဖို့နိုင်ငံတကာကိုအကူအညီတောင်းခံခဲ့ရ။ရုရှားတရုတ်အပါအဝင်ကမ္ဘာနိုင်ငံတချို့ကကိုညိကယ်ဆယ်အဖွဲ့တွေဆက်လက်ကူညီပေးရ။လူသားချင်းဆိုင်ရာစာနာမှုကိုညိပေးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်အစိုးရကလည်းလက်ရှိအချိန်မှာမြန်မာငွေရှင်ဘေးနဲ့ပတ်သက်ပြီးတော့ကုန်ကြီးထောက်ပံ့ပေးဖို့အစီအစဉ်ရှင်နေပြီးဘယ်လိုမျိုးတုံ့ပြန်ကုန်ကြီးပွဲရှိနေတယ်လဲဆိုတာကိုဒီဥဒံပိုင်းထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ဝတ်တောင်းမီဒီယာ channel ကို subscribe နဲ့အရင် share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စုရဲ့မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကအင်အားပြင်းငွေရှင်လှုပ်ခဲ့ခဲ့ပြီး လူပေါင်းရာထောင်စီတိတ်ဆုံးတရာရခဲ့သလိုကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ဒါအပြင်နောက်ဆက်တွဲငရဲတွေတမ်းမှန်လှုပ်ခဲနိုင်တယ်လို့တတိပေးချက်တွေလည်းရှိနေပါတယ်။မလာ၂၈ရက်နေ့တော့ကမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးဒေသကြီးတွေကိုပဟိုပြုပြီးပြည်ယာခွင်းတသက်မှခွင်းမကန်နေသူအစင်ရှိငရင်ကြီးတခုနဲ့နောက်ဆက်တွဲငရဲငယ်တွေလည်းထပ်မံလှုပ်ခဲခဲ့ရာသမိုင်းဝင်အစားအဝေးတွေအိုးအိမ်တွေတတားတွေလမ်းတွေစတင်ကြောင်းတွေ ဟုံးနာစီကြောင့်လေစီဒီပထိုးတွေထိခိုက်ပျက်စီးခဲ့ရပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငရှင်ဟာမြန်မာနိုင်ငံသမိုင်းမှာနှစ်ပေါင်း100ကျော်အတွင်းထိခိုက်ပျက်စီးမှုအများဆုံးဖြစ်စေခဲ့တဲ့ငရှင်ဖြစ်တယ်လို့ငရေပညာရှင်တွေကသုံးသပ်ပြောဆိုထားပါတယ်။အဲ့ဒီအင်အားပြင်းငရှင်လှုပ်ခတ်ခဲ့ပြီးနောက်နိုင်ပိုင်းအကြမှာပဲ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်ကငရင်လှုပ်ခတ်ရာနေရာတွေကိုကိုယ်တိုင်ကွင်းစင်းစစ်ဆေးခဲ့တယ်လို့ညာဘက်မိကွန်ပြောဆိုရမှာလေ နိုင်ရင်နဲ့ပတ်သက်ပြီးဝိုင်းဝန်းကူညီပေးဖို့အခုလိုမျိုးတိုက်တွန်းတောင်းဆိုထားပါတယ်။နာဆာကဥက္ကဋ္ဌကနိုင်ရင်နဲ့ပတ်သက်ပြီးဝိုင်းဝန်းကူညီပေးဖို့တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက်မကြာမီမှာပဲအမေရိကန်အပအဝင်ကမ္ဘာနိုင်ငံတွေဟာအကူအညီပေးဖို့ကန့်လန့်တာအကူအညီပေးဖို့တာပဲလှုံ့ဆော်လာခဲ့တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံဈာယဝန်ကြီးဌာနဟာမလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဇက်ကိုင်းနေရှင်အတွက်အရေးပေါ်တုံ့ပြန်မှုအနေနဲ့မြန်မာနိုင်ငံအခြေဆိုင်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတဲ့အဖွဲ့အစည်းတွေမှာတစိမ့်ဒေါ်လာအမေရိကန်ဒေါ်လာနှစ်သန်းထိပံ့ပိုးကူညီပေးရသွားမယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USA ရဲ့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာအရေးပေါ်အနာဂတ်ဆရာအစားတောင်းစေဝါလိုအပ်ချက်နဲ့ရေရရှိနိုင်မှုအပါအဝင်ငရင်ဘေးတင်ဒေတာတွေရှိပြည်သူတွေရဲ့အပူတပြင်းလိုအပ်ချက်တွေကိုသုံးသပ်ဖော်ထုတ်ဖို့မြန်မာနိုင်ငံကိုရောက်ရှိလာမယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ အင်အားပြင်းငယ်ရှင်ကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့လမ်းမဆက်သွယ်ရေးပျက်စီးဆုံးရှုံးမှုတွေအတွက်လည်းအားလုံးနဲ့ထပ်တူဝမ်းနည်းစိတ်မကဖြစ်ရသလိုပျက်စီးဆုံးရှုံးမှုတွေမှာပြန်လည်ထူထောင်ဖို့ကြိုးပမ်းလျက်ရှိကြတဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တည်သွားမယ်လို့အမေရိကန်နိုင်ငံဈေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာငရှင်လုတ်ခဲခဲ့ပြီးနောက်တရက်အကြာသတင်းတော်တို့ကမြန်မာအစိုးရအဖွဲ့အနေနဲ့ငရှင်လုတ်ခဲမှုနဲ့ပတ်သက်ပြီးအကူအညီပေးဖို့တောင်းဆိုလာမယ်ဆိုရင် ကိုကြီးပေးမလားဆိုတဲ့မိကွန်ကိုမေးမြန်းချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကျွန်တော်တို့ဟာမြန်မာထောက်ပံ့မှုတွေလှုပ်ဆောင်သွားပေးရှင်နေပါတယ်မြန်မာနိုင်ငံမှာလှုပ်ခဲခဲ့တဲ့ငွေရှင်ဟာကြောက်စရာကောင်းပါတယ်အမေရိကန်အစိုးရဟာမြန်မာနိုင်ငံနဲ့ဆွေးနွေးပြောဆိုထားတဲ့ဆိုပြီးတော့တုံ့ပြန်ဖြေဆိုခဲ့ပူပါတယ်အမေရိကန်သမ္မတကအဲ့ဒီလိုမျိုးတုံ့ပြန်ဖြေဆိုခဲ့ပြီးနောက်တရက်အကြာမလ30ရက်နေ့မှာမြန်မာနိုင်ငံကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာနှစ်သန်းကနေဦးကူညီပေးမယ့်အချက်ကိုသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒေါ်နယ်ထရန့်အမေရိကန်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်းအမေရိကန်အစိုးရဌာနရဲ့စွမ်းရည်ပိုင်းကိုအကဲဖြတ်တဲ့အဖွဲ့ဖွဲ့စည်းခဲ့ပြီးအဲ့ဒီအဖွဲ့ကိုကမ္ဘာကျော်ဘီလီယံနာအီလွန်မတ်ကဦးဆောင်ခဲ့ပါတယ်။အမေရိကန်အစိုးရဌာနရဲ့စွမ်းဆောင်ရည်ပိုင်းကိုအကဲဖြတ်တဲ့အဖွဲ့ဟာအစိုးရဌာနရဲ့အသုံးစေးတွေစွမ်းဆောင်ရည်ပိုင်းတွေကိုအကဲဖြတ်ခဲ့ရာအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီအဖွဲ့နဲ့ အငင်းပွားမှုတွေပြဿနာတွေဖြစ်ပွားခဲ့ပြီးသမတဒေါ်နယ်ထရန့်ကအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ဝန်ထမ်းတွေကိုအနာပေးရာဖြုတ်ထုတ်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိချိန်မှာအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့လုပ်ငန်းတွေကိုအပြေအဝလုပ်ကိုင်နိုင်ဖို့ဘေးကွန်းထုတ်စရာတွေဖြစ်လာနေရလို့သိရပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းငရှင်လှုပ်ခဲ့ခဲ့ပြီးနောက်ငရှင်ဘေးတင်ဒေတာတွေရှိပြည်သူတွေရဲ့အပူတပြင်းလိုအပ်ချက်တွေကိုသုံးသက်ဖော်ထုတ်ဖို့ အဖွဲ့ဝင်၃ဦးပါဝင်တဲ့အဖွဲ့ကိုမြန်မာနိုင်ငံကိုဆဲလွတ်ဖို့အစီအစဉ်ခဲ့ပြီးမယ်။ NASA ကအဆိုအရအဖွဲ့ထံကနေဗီဇာရရှိမှုအခက်အခဲရှိခဲ့တဲ့အတွက်မြန်မာနိုင်ငံကိုလာရောက်မဲ့အစီအစဉ်တွေနှောင့်နှေးနေခဲ့တယ်လို့ American နိုင်ငံတကာဖွံ့ဖြိုးရေး agency အဖွဲ့ဝင်ဟောင်း၃ဦးအပြင်အဲဒီကိစ္စနဲ့နှိစက်သူ၃ဦးကပြောဆိုထားတယ်လို့ writer သတင်းတရက်မှာဖော်ပြထားပါတယ်။ American နိုင်ငံဂျိုင်းမွန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတအုပ်ဖြစ်တဲ့ Tammy Bruce ကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့နဲ့အမေရိကန်နိုင်ငံဝါရှင်တန်မြို့တွေမှာအခြေစိုက်သူတွေအပါအဝင်အမေရိကန်နိုင်ငံရဲ့တဘာဝဘေးကျွမ်းကျင်သူဟာမြန်မာနိုင်ငံရှိလက်ရှိခြေနေတွေကိုစောင့်ကြည့်နေပြီးတော့မြန်မာနိုင်ငံရဲ့ငွေရှင်ပေးအခြေအနေကိုအကဲဖြတ်သုံးသပ်ဖော်ထုတ်ဖို့မြန်မာနိုင်ငံကိုဆဲလွတ်သွားမယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဒါပြင်အမေရိကန်နိုင်ငံတိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကအမေရိကန်အစိုးရဟာလက်ရှိအချိန်မှာ အင်အားပြည့်ငရင်တန်းတွေကြုံတွေ့ခန်းစားခဲ့ရသူတွေကိုကုညီပေးနိုင်အောင်မြန်မာနိုင်ငံရှိမိဖက်အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းဆောင်ရွက်နေရလို့လည်းပြောဆိုခဲ့ပါတယ်။အမေရိကန်ဆိုရာကလက်ရှိအချိန်မှာနာဆက်ကအစိုးရထံကနေရရင်ပေးနဲ့ပတ်သက်ပြီးအကူအညီပေးဖို့တောင်းဆိုတာပဲကို လက်ခံရရှိထားပြီးလုံဆောင်ပေးနိုင်တဲ့အရာတွေကိုပိတ်ပင်ထားမှမဟုတ်ပဲပုံမလောက်ကနိုင်ဖို့တောက်ဖွင့်ပေးလိုက်တယ်လို့လည်းအမေရိကန်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်ကထပ်မံပြောဆိုခဲ့ပါတယ်။တမ်မီဘရုစ်ကအမေရိကန်အစိုးရဟာနာဆာကအစိုးရထံကနေအကူအညီပေးဖို့တောင်းဆိုချက်ကိုလက်ခံရရှိထားတယ်လို့ထုတ်ဖော်ပြောဆိုထားပေမဲ့အသေးစိတ်အခြေအနေတွေကိုလူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမျိုးတော့မရှိသေးပါဘူး။အမေရိကန်နိုင်ငံမှာဒေါ်နယ်ထရန့်သမ္မတဖြစ်တာဝန်ရှိပြီးနောက်ပိုင်းအမေရိကန်နိုင်ငံသားဗဒနာဖြစ်ရေးမူဝါဒကိုကျင့်သုံးလာခဲ့ရ။အမေရိကန်ဆိုရနဲ့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီအဖွဲ့ကြား ထိတိုက်တွေ့ဆုံမှုတွေဖြစ်လာခဲ့ပြီးတော့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီအဖွဲ့ရဲ့လုပ်ငန်းတွေကိုလျှော့ချပစ်တာအကူအညီတွေရပ်ဆိုင်းတာတွေဝန်တန်းတွေထုတ်တာနဲ့ဝန်တန်းလျှော့တာတွေစတိုက်လှုပ်ဆောင်ခဲ့ပါတယ်။လက်ရှိအမေရိကန်အစိုးရဟာအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့အစီအစဉ်ပေါင်း၅တောင်ကျော်ကိုဖျက်သိမ်းခဲ့တယ်လို့စာချုပ်နဲ့ဝန်တန်းပေါင်းထောင်ချီကိုလည်းအလုပ်ဖြုတ်ခဲ့လို့သိရပါတယ်။အမေရိကန်အစိုးရကအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ အစီအစဉ်တွေကိုဖြတ်သိမ်းတာဝန်ထမ်းတွေထုတ်ပယ်တာတွေလှုံ့ဆော်ခဲ့ပြီးနောက်မြန်မာနိုင်ငံကိုကူညီခဲ့စေမှုတွေဘယ်လိုမျိုးလှုံ့ဆော်မလဲဆိုတဲ့အချက်ကိုအမေရိကန်နိုင်ငံတကာဝင်ပြိုးရေးအေဂျင်စီရဲ့ဝန်ထမ်းဟောင်းတွေကိုယ်တိုင်မေကွန်ထုတ်ဝေဖန်နေပါတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတက်မီဘရုစ်ကတော့ဝေဖန်မှုတွေကိုညှင်းဆန်ပယ်ချထားပြီးအမေရိကန်အစိုးရဟာ NASA ကအစိုးရရဲ့အကူအညီပေးဖို့တောင်းဆိုမှုနဲ့ရရင်ပေးတဲ့ဒေတာတွေရှိ ပြည်သူတွေရဲ့အဖို့တပြင်လိုအပ်ချက်တွေကို30အကဲဖြတ်မဲ့အဖွဲ့ရဲ့အစီအစဉ်အခြေတွေကိုအခြေခံပြီးအကူအညီလိုအပ်မှုတွေကိုအကဲဖြတ်30ကူညီသွားမယ်လို့တုံ့ပြန်ထားပါတယ်။ပုံမှန်အားဖြင့် American အစိုးရဟာတဘာဝဘေးရန်ဒီရဲ့နဲ့သက်ဆိုင်တဲ့အကဲကဲပြဿနာတွေဖြစ်လာချိန်တိုင်းနိုင်ငံသားကူညီပြီးပေးအပ်ဖို့အတွက်ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေစေကံတွေအပြင်ပြည်တွင်းပြည်ပလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေလှုပ်ဆောင်တယ်လို့ အမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ပြောဆိုထားပါတယ်။၎င်းကကျမတို့ဟာလှုပ်ပေါ်ကိုင်းပဲ့မိဖွဲအဖွဲ့စီပဲရှိနေပါတယ်။ကမ္ဘာတဝန်းကတခြားသူတွေနဲ့လုပ်နေတဲ့အလုပ်ကတဆင့်ဒီမန်းချက်တွေအောင်မြင်နိုင်တယ်ဆိုတာသိစေလိုတယ်ဆိုပြီးတော့ပြောပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအရာပြေငရင်နဲ့နောက်ဆက်တွဲငရင်တွေလှုပ်ခတ်ခဲ့ပြီးနောက်အမေရိကန်နိုင်ငံရဲ့ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့တရုတ်ရုရှားဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ကရှောက်ဖေးကယ်ဆယ်ရေးသမားတွေဟာလေရှင်းလှုပ်ခတ်မှုကြောင့်အပြည့်အစည်တွေကြာပိတ်မိနေသူတွေကိုရှောက်ဖေးကယ်ဆယ်ဖို့မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပေမဲ့အမေရိကန်နိုင်ငံရဲ့ကယ်ဆယ်အဖွဲ့တွေက ရောက်ရှိတာမျိုးမရှိသေးဘူးလို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နာဆာကအဆိုအရအကူအညီတောင်းဆိုခဲ့မယ်ဆိုရင်အကူအညီပေးမယ်လို့ပြောဆိုခဲ့မှုသလိုနာဆာကအဆိုအရကလည်းအကူအညီတောင်းခံပြီးဖြစ်တဲ့အတွက်အမေရိကန်အဆိုအရဟာလေရှင်းပေးနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့ကို မြန်မာနိုင်ငံကိုဆဲလွတ်မှာဖြစ်ရာအပေါင်းလက္ခဏာဆောင်တဲ့တိုတက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။အမေရိကန်အစိုးရပြီးအမေရိကန်နိုင်ငံအခြေစိုက် Samaritan Bus Emission Korean အဖွဲ့ကလည်းမရှင်ဘေးဒဏ်ခံရတဲ့မြန်မာပြည်သူတွေအတွက်ဆရာဝန်တွေသူနာပြူတွေနဲ့ကျန်းကျင်ပညာရှင်တွေပါတဲ့အဖွဲ့တွေနဲ့ဓာရီစည်းရုံဖွဲ့ကကူညီသွားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။အရိခရိယံအဖွဲ့ဟာဗီယက်နမ်နဲ့ကမ္ဘောဒီးယားနိုင်ငံတို့ရှိ၎င်းတို့ဝန်တန်းအင်အားကိုစုစည်းပြီး အဖွဲ့ဝင်ဦးရေ130ကန့်ပါဝင်ကူညီသွားမှာဖြစ်ပြီးယာယီစည်းရုံတွေမှာလည်းအရွှေဘော်ကန်လူနာထားကန်စေပေကန်တွေပါဝင်မယ်လို့သိရပါတယ်။ခရီးရန်တရားဟောဆရာကြီး Franklin Graham ကအဲ့ဒီဘက်မှာစည်းဝန်တန်းတွေအပြင်ကဲဆေးသမားတွေတောက်ရီဆိုင်ရာကျွမ်းကျင်ပညာရှင်တွေလည်းပါဝင်သွားမှာဖြစ်တယ်လို့လူမှုကွန်ရက်ကတဆင့်သတင်းထုတ်ပြန်ထားပါတယ်။အဲဒီအမေရိကန်အခြေစိုက်ခရီးရန်ဖွဲ့ဟာမြန်မာနိုင်ငံမှာ2008ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုံးနာကဲမုံတိုင်းဘေးဖြစ်ွားကြင်တုံးကလည်းကုညီရေးလုပ်ငန်းတွေကိုစောင့်ရဲခဲ့ပူသလို2019ခုနှစ်ကနေ2022ခုနှစ်ထိမြန်မာနိုင်ငံမှာရုံးခွဲတစ်ခုဖွင့်လှစ်ခဲ့ပူတယ်လို့သိရပါတယ်။လက်ရှိချိန်မှာမြန်မာနိုင်ငံရှိငယ်ရှင်ဘေးတင်သူတွေကိုအကူအညီပေးနိုင်ဖို့ထွက်ခွာသွားပြီဖြစ်တဲ့အတွက်စည်ယုံသုံးပစ္စည်းအရေးပေါ်အသုံးဆောင်ပစ္စည်းတွေကိုဆက်လက်ပေးဖို့ကုညီမယ်လို့တရင်ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာ2022ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အမေရိကန်အစိုးရအဖွဲ့နဲ့နာဆာကအစိုးရကြားစန့်စံရေးအေးဆက်ခဲ့ပေမယ့်လက်ရှိချိန်မှာတော့အမေရိကန်နိုင်ငံမှာဒေါ်နယ်ထရန့်သမ္မတဖြစ်တာဝန်ရှိနေပြီဖြစ်ရာသမ္မတဒေါ်နယ်ထရန့်ဦးဆောင်တဲ့အမေရိကန်အစိုးရအဖွဲ့နဲ့နာဆာကအစိုးရအဖွဲ့ကြားစန့်စံရေးပြန်လည်နှွေးထွေးလာခဲ့မယ်ဆိုရင်နာဆာကကိုစန့်ကျင်ရဲ့ NUG နဲ့ PDF အဖွဲ့တွေကြားမှာကြီးမားတဲ့ထိုးနယ်ချက်တွေထပ်မံဖြစ်လာွယ်ရှိရလို့ ထင်ကြီးပြီးသုံးတက်မှုလည်းထပ်ပေါ်နေပါရဲ့ရှင်